ဟေးရင်မွေးရင်မွခဏခဏ Okay ဒီ report ကိုကြည့်ရင်ဒီမှာပြထားတာဗာလဲဆိုတော့အာရန်ကုန်ဟာအကပဈေးကြီးဆုံးမြို့တွေထဲမှာ36ဆင့်ဖြစ်တယ်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်36ဆိုတော့အဲ30 36ပေါ့နော်36 Washington DC ထက်ပို့ပြီးတော့မှသူက ဟိုကုန်ကြစိတ်မြင့်နေဆိုတော့အဲ့တော့ဈေးကွက်ထဲမှာဘယ်လိုဖြစ်နေလဲလူမှုပအောင်ချင်းတွေမှာဘာဖြစ်လို့ဒီလိုကုန်စည်နှုန်းတွေတက်နေရတယ်လဲဆိုတော့တစ်ချက် story နည်းနည်းဖန်ပြီးကြည့်ပြီးတော့ရေးပစ်ကြည့်ပါလားရမလားဟုတ်ရတယ်ဟုတ်ဘယ်တော့လောက်ပြန်ရမလားတမီးခုသွားကြည့်လိုက်မယ်လေညနေပြန်ပြေးမယ်နော်ဟုတ်ပါပြီနော် ရန်ကုန်မြို့ကိုနေကနေလှုပ်လာလှုပ်ကြတဲ့လူအများစုကလှဲရမ်းမှာပဲနေများကြပါဗယ်။2010ဝင်ကျင်ကလှဲရမ်းမှာအဆောင်နေမယ်ဆိုရင်အဆောင်လားက1000ကျွက်လောက်ပဲရှိပေမဲ့အခုတော့3000ဝင်ကျင်ရှိနေပါပြီ။တိုက်ခန်းကားတွေဟာဆိုလဲ2010ခုနှစ်ကဆိုရင်9600လောက်ပဲရှိရကနေအခုဆိုရင်အနည်းဆုံး3000ကျွက်ဝင်ကျင်ဖြစ်နေပြီဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့အိမ်ချမ်းမြေငှားစေးကွက်ကထိန်းချုပ်ဖို့ခံနေပြီးဝင်ဝင်နေတဲ့သူအချို့ကတော့မြို့ပြင်ဆင်ရှင်ဘုံနေရာတွေမှာပဲငှားနေကြတာဖြစ်ပါတယ်။ ဟုတ်အမရေဟိုအဆောင်ငှားတာလေးရေးထားတွေ့လို့အာဘယ်လိုစုံစမ်းရမလဲမသိရတယ်လေညီမလေးဒီမှာလေအမညီမလေးလိုချင်တယ်ဆိုရင်အမရှာပြီးလို့ရတယ်အော်ဟုတ်ဟာညီမရုပ်ပြီးလူငယ်စီစဉ်ရပါမှာအခုဒီရန်ကုန်မှာအိမ်ချမ်းမြေကိစ္စနဲ့ပတ်သက်ပြီးရောဗောနောကုန်သင်းတို့နေမြန်မာလာနဲ့ပတ်သက်ပြီးအင်တာဗျူးလေးလုပ်ချင်လို့မှာအဆင်ပြေမလားမသိဒီအခုဗောနောလက်ရှိဒီလှဲထဲမှာရှိနေတဲ့အဆောင်လေးနဲ့တိုက်ခန်းစည်းနှုံးလေးမှတိတော်လေးပြောပြရပါဦးမှာ9လ6လဆိုရင်အခုလက်ရှိဗောနော ်။အာ2သိန်းခွဲလောက်ပေါက်ပါတယ်။အဲ့လွန်ခဲ့တဲ့9နှစ်ကဆိုရင်တော့ပေါ့နော်ဒီ9လ6လဆိုရင်3သိန်းခွဲ3သိန်း2000အဲ့လောက်ပဲပေါက်တယ်ပေါ့နော်။ဈေးကတော့တက်သွားတာပေါ့။အဆောင်ကားကြီးဆိုလည်းအဲ့လိုပဲ။အရင်တော့ဆိုရင်2000လောက်ပဲရှိတယ်။အခုဆိုရင်4000လောက်ဖြစ်သွားတဲ့အတွက်အဲ2ဆလောက်တော့ဈေးတက်သွားတာပေါ့နော်။အဲအခုဆိုအခန်းတွေငှားတာမိသားစုတွေကနဲွားပြီတကယ်ချင်းအပေါင်းအသင်းတွေအဲ့လိုပဲစုပြီးတော့ငှားကြရတယ်ပေါ့နော်အဲအမားတို့ဒါဆိုရင်ပေါ့ရန်ကုန်မှာဆိုရင်အိမ်ချမ်းမြေဈေးနှုန်းကအခုအငှားဈေးတွေကအရန်လဲမြင့်လာ ါမညီမယူပြီးလူငယ်အစီအစဉ်ရပါမှာဟိုအမအင်တာဗျူးလေးနည်းနည်းလုပ်ဆိုလို့ဆင်ပြေမလားမသိဟုတ်ဟိုအမကလေလွန်ခဲ့တဲ့9နှစ်ကနေလေအခုဒီနှစ်နဲ့ပေါ့နော်ကွာခြားချက်တွေအကုန်သိဆုံးကွာခြားချက်တွေကကိုမြားလာလားတိုးလားဘယ်လိုမျိုးတွေဖြစ်လာလဲမှာချက်လာတို့ပြရပါဦးဈေးနှုန်းကတော့ညီမတက်သွားတယ်တက်လာတယ်ညီမတို့ရဲ့ဈေးနှုန်းကတော့ပြင်လို့မရဘူးဟွာအဲ့လိုကုန်သင်းနှုန်းတွေတက်လာတော့အမတို့တော့ကောအဆင်ပြေရလားတစ်ခါလေးကြာတော့လည်းပဲဟိုဘယ်ပေါ်မလဲဒီကိုရရင်ရောမကြဘူး

ဒီလိုငယ်တဲ့၅နှစ်နဲ့စလို့ရှင်ဈေးကွက်တွေနဲ့ပတ်သက်ပြီးတော့ဘာများတောင်းလဲမှုရှိလာတယ်မှာဈေးကွက်မှာအဓိကပြောင်းလဲတာတော့ငွေကြေးကအဓိကဖောင်းပွားလာတာပေါ့နော်အရင်တို့ကကြတော့အမတို့ငွေဈေးဆိုလို့ရှိရင်28 98လောက်ပဲသွားတယ်အခုကြတော့ဗတ်ဈေးတွေက34 35ဖြစ်သွားတဲ့အတွက်ဒီအင်ဂျီဈေးတို့တွေကနည်းနည်းလေးတော့မြင့်လာတယ်ငွေဈေးမြင့်တက်မှုကြောင့်တာ ဒီပစ္စည်းတွေကမြင့်တက်သွားတာတကယ်လို့ငွေဈေးကပြန်ချသွားရင်ပစ္စည်းတွေကပြန်ချကြတယ်လေအကုန်လုံးကလေဆက်စီလို့ကိုလို့ကအရင်ကဆက်စားလို့ရှိရင်ပေါ့နော်ဈေးဝယ်တဲ့အင်ဂျင်လေးတွေမြင့်တက်လာလို့ထင်တယ်ဒီလိုမျိုးတော့အရောက်မတရားကြီးကွန်ဖာပြီးတော့အမြင့်လာတော့မရှိပါဘူးသိကြပါကျွန်တော်လုတ်ပေးပါမယ်ဟုတ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 ်ကဲ့ပါဟုတ်ကဲ့ပါကလိုက်ခိုင်းတာတခါတည်းဟွာလမ်းကြီးကုန်ကြ ဟဲ့ညဟိုနားဒီနားသွားတာဒီမှာလမ်းစိတ်က၈၀၀၀နေတက်စီကားဝါလေအဲ့လေတက်စီကလည်းအဲ့လောက်လောက်ကြာလားလို့ထမင်းစိတ်ကလည်းဒီမှာ၃တော့တော်ပါမင်းနောက်မှလာခဲ့တော့ငါနောက်မှထိုးပြီโอเค ရန်ကုန်မြို့ရဲ့အနေချင်းသုံးစီးတီဟာလွန်ခဲ့တဲ့9နှစ်သက်စာလို့ရှိရင်သုံးစားလောက်မြင့်တက်လာပြီဖြစ်ပါတယ်။ဒီကျိုးတရားမှုတွေဟာအောက်ခြေလူတန်းစားပါဝင်လုပ်ငန်းရှင်တွေပါထိခိုက်နေတယ်လို့သိရပါတယ်။ဒီကျိုးဆက်တွေကိုဘယ်လိုမျိုးထိ ंछ ုတ်ကြမှာလဲ။